င်အားလုံးပဲမင်္ဂလာပါနော်ကြက်ဝင်လာခဲ့မယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနေရာလေးဝင်လာခဲ့နော်လိုက်စနေပါပြီကျွန်တော်ရဲ့အကောင်မတွေအားလုံးပဲအဲ့တော့သွတ်သွတ်လတ်လတ်လေးကျွန်တော်ဝင်လာခဲ့ယနေ့ကျွန်တော်ညနေခင်းမှာကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကျွန်တော်အကောင်လုံးပဲပေါက်ချင်တယ်ဆိုရင် ဝင်လာခဲ့ပါကျွန်တော်ရဲ့အကုန်မလေးအားလုံးပဲအဲ့တော့လူစုံတက်စုံလေးကျွန်တော်ဝင်လာခဲ့လူဦးရေပမာဏကျွန်တော်တို့ line ထဲမှာအားနေနေတယ်ဟုတ်ပြီနော်ကျွန်တော်ရဲ့အကုန်မလေးအားလုံးပဲအဲ့တော့တွတ်တွတ်လတ်လတ်နဲ့ကျွန်တော်တို့စုံလင်မှုရှိအောင်အားလုံးပဲကျွန်တော်တို့ဝင်လာခဲ့မယ်ဟုတ်ပြီနော်လူဦးရေကျွန်တော်တို့အားနေနေတယ်စုံလင်မှုရှိအောင်ကျွန်တော်တို့နေရာလေးဝင်လာခဲ့ပါကျွန်တော်ရဲ့အကုန်မလေးအားလုံးပဲနော်လူဦးရေကျွန်တော်တို့စုံလင်မှုရှိအောင်တွတ်တွတ်လတ်လတ်လေးကျွန်တော်တို့ဝင်လာခဲ့ပေးပါအားလုံးပဲအဲ့တော့အားနေနေသောအကုန်မလေးအားလုံးကတွတ်တွတ်လတ်လတ်ဝင်လာခဲ့နော် တတ်တတ်လတ်လတ်ကျွန်တော်ဝင်လာခဲ့အဲ့တော့မင်္ဂလာပါလို့အားလုံးပဲကျွန်တော်မှန်းခဲ့ပြီပါနော်မင်္ဂလာပါလို့အားလုံးပဲကျွန်တော်မှန်းခဲ့ပြီပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့လူကြီးရဲ့ပမာဏဒီကျွန်တော်ရဲ့ live ထဲမှာ၄၀နာမ၃ရောက်ရှိတယ်ဟုတ်ပြီအဲ့တော့မနက်ကတော့ကကျွန်တော်အကူမတွေအားလုံးကိုကျွန်တော်တို့ကြောပေးခဲ့တယ်နော်ဘလို့ပေးခဲ့တာလဲဆိုရင်မနက်ကတော့ကကျွန်တော်တို့ဟိုဟာနေတိုက်ကနန်း၅ကွက်ရဲ့ကျွန်တော်တို့အခွေကနန်းရဲ့အဲ့ဒါကကျွန်တော်တို့နေတိုက်ကနန်းထွက်ရင်ထွက် မထွက်ရင်ကျွန်တော်တို့အခွေကဏန်းကကျင်းသေးထွက်မယ်လို့ကျွန်တော်ကိုမတွေအားလုံးကိုကျွန်တော်တို့မနက်ကကျွန်တော်တယောက်ပြေးခဲ့တယ်။အဲ့တော့မိတ်ဆွေညီကိုမောင်တို့မတွေအားလုံးပဲကျွန်တော်တို့အခွေကဏန်းကမနက်ကကျွန်တော်တို့လှလှပပထွက်ပေးသွားခဲ့ပါတယ်။နော်အဲ့တော့အခွေကဏန်းနဲ့ပေါင်းလိုက်တဲ့အကူမတွေအားလုံးပဲအဲ့တော့ဒီညနေမှာကျွန်တော်တို့နေတိုက်ကဏန်းဆက်လက်ပြီးတော့ကျွန်တော်အနေနဲ့ကုညီပေးမယ်။ဟုတ်ပြီနော်နေတိုက်ရဲ့အခွေရဲ့ညနေမှာကျွန်တော်ရဲ့အကူမတွေအားလုံးပဲကျွန်တော်တို့နော်တခုမဟုတ်တခုပေါအောင်ကျွန်တော်ကကုညီပေးမှာပါ။အဲ့တော့အကုန်လုံးပဲဝင်လာခဲ့ เนาะမင်္ဂလာပါလို့အားလုံးပဲမန်းခဲ့ပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲမင်္ဂလာပါလို့အားလုံးပဲကျွန်တော်တို့တွတ်တွတ်လတ်လတ်လေးနဲ့เนาะလူဆောင်တတ်ဆောင်လေးအားလုံးပဲကျွန်တော်တို့မန်းခဲ့ပေးပါလိုက်ထဲမှာအားလုံးပဲကျွန်တော်တို့ဆုံးเนาะဆုံးဆုံးလင်းလင်းလေးကျွန်တော်တို့မန်းခဲ့ပေးကျွန်တော်ရဲ့အကူမတွေအားလုံးပဲတကွာကောင်းကျွန်တော်တို့ရှိမယ်မင်္ဂနန်းကျွန်တော်တို့ရှိမယ်96ရောက်မင်္ဂလာပါเนาะ96ရောက်မင်္ဂလာပါအားလုံးပဲအဲ့တော့လူဆောင်ပြီဆိုရင်ကျွန်တော်အားလုံးကိုကနန်းပေးမှာဖြစ်ပါ ်เนาะလူဆုံးပြီဆိုရင်ကျွန်တော်အားလုံးကိုကဏန်းပေးမှာဖြစ်ပါတယ်ဒါကြောင့်မိတ်ဆွေညီကောင်မောင်တို့တွေအားလုံးကကျွန်တော်နော်တော်တော်လက်လက်ဝင်လာခဲ့ပြီအဲ့တော့လူရဲ့100ကျော်ကကျွန်တော်200ကျော်သွားအောင်လို့ကျွန်တော်နေရာလေးဝင်လာခဲ့ပြီမြင်နော်200ကျော်အောင်ကျွန်တော်နေရာလေးဝင်လာခဲ့ပြီရမှာပါအဲ့တော့အကုနော်အားလုံးပဲကျွန်တော်ဝင်လာခဲ့ပြီယနေ့ဟာဆိုရင်ဒါကျွန်တော်ကြာသာပရင်းနေ့ဖြစ်ပါတယ်နော်ကြာသာပရင်းနေ့ကျွန်တော်ညနေခင်းမှာကြံရှိနေတာကလည်းကျွန်တော်အချိန်ကြီးက3ချိန်ပဲရှိတော့တယ် เนาะကြံရှိနေတော့ကျွန်တော်တို့အကြိမ်ရေက3ချိန်ပဲရှိတော့တယ်ကျွန်တော်အကူမလေးအားလုံးပဲအဲ့တော့ဒီပွဲမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒါလှလှပပလေးနဲ့ကျွန်တော်တို့ဒါကိုယ်အတွက်ကြံ့အောင်ကျွန်တော်တို့ကစားမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲကျွန်တော်တို့ဒါ နော်အားလုံးပဲကျတို့ဝင်လာခဲ့ပြီလူဦးရေကျတို့ဆောင်းအောင်ဝင်လာခဲ့ပြီအဲ့တော့မနေ့ညနေကဆိုရင်လည်းပဲကျတို့ဒါနေတိုင်းနေနဲ့60မိနစ်ဒီမိန်ကနန်းမှာကျတို့ပောက်တယ်နော်ဒီမနက်ဆိုရင်လည်းပဲဒါကျတို့အခွေကနန်းနော်ကျွန်တော်ရေမဲဆွေတွေအားလုံးပဲအခွေကနန်းနဲ့ကျတို့ပောက်တယ်အဲ့တော့မဲဆွေညီကောင်မောင်တို့မတွေအားလုံးလည်းနော်ကြံ၃ချိန်မှလည်းကျွန်တော်အကူမတွေအားလုံးကိုကျတို့ထမ်းမှန်ပြီးတော့ပေါအောင်ကူညီပေးမှာဖြစ်ပါတယ်။အဲ့တော့190တန်းမှ9ရောက်အားလုံးပဲမင်္ဂလာပါ။ဟုတ်ပြီနော်။အားလုံးပဲကျတို့မင်္ဂလာပါ။အဲ့တော့အာပြီးတော့ကဏန်းလေးကိုကစားစေခြင်းနဲ့ เนาะညနေခင်းမှာကျွန်တော်တို့အာပြီးတော့ကစားရမယ့်ကဏ္ဍလေးတွေဖြစ်ပါတယ်အားလုံးပဲအဲ့တော့အကုန်လုံးကျွန်တော်တို့ဝင်လာခဲ့နော်အကုန်လုံးပဲကျွန်တော်တို့ဝင်လာခဲ့မယ်ဟုတ်ပြီเนาะ138ယောက်အားလုံးပဲမင်္ဂလာပါလူကြီးရေကမငြိမ်သက်ဘူးเนาะအဲ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဒီညနေမှာကျွန်တော်တို့ထပ်ပြီးတော့ပေါ့ချင်တယ်ဆိုရင်ဝင်လာခဲ့နော်ဒီညနေမှာကျွန်တော်တို့ထပ်ပြီးတော့ပေါ့ချင်တယ်ဆိုရင်မိတ်ဆွေညီကိုမောင်နှမတွေအားလုံးပဲကျွန်တော်တို့တွတ်တွတ်လတ်လတ်ဝင်လာခဲ့ပါ ညနေမှာကျွန်တော်တို့ဒူမိန်ခဏန်းကျွန်တော်တို့ရှိမယ်နော်ညနေမှာကျွန်တော်တို့ဒူမိန်ခဏန်းကျွန်တော်တို့ရှိမယ်ခဏန်းကဘာနာကွက်လဲဆိုရင်အများကြီးမထိုးနဲ့ကျွန်တော်တို့ငါးကွက်ပဲထိုးနေတိုက်ကိုကျွန်တော်ပေးမှာကကျွန်တော်တို့ငါးကွက်ပဲကျွန်တော်ပေးမှာအဲ့တော့ကျွန်တော်အကုန်မတွေကျွန်တော်တို့ခဏန်းငါးကွက်နော်ထိုးနိုင်နေဆိုရင်ကျွန်တော်တို့အကုန်ဝင်လာခဲ့အဲ့တော့200နမ16ရောက်ရှိတယ်တွတ်တွတ်လတ်လတ်လေးကျွန်တော်တို့ဝင်လာခဲ့ပေးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနော်တွတ်တွတ်လတ်လတ်ကျွန်တော်တို့ဝင်လာခဲ့ပေးပါကျွန်တော်ရဲ့အကုန်မတွေအားလုံးပဲလူဦးရေကကျွန်တော်တို့ light ထဲမှာအားနေနေတယ် ကျွန်တော်တော့နီယန်ဆန်လေးကျွန်တော်ဝင်လာခဲ့ပြီးမယ် main ဒူ main ကဏ္ဍကကျွန်တော်တို့ဘဏ္ဍကွက်ရှိမလဲဆိုရင်နှစ်ကွက်ကျွန်တော်တို့ရှိပါမယ်ကဏ္ဍနှစ်ကွက်ကျွန်တော်ရွေးချယ်ထားတယ်အဲ့တော့မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးရဲ့အကြိုက်အနှစ်သက်ကဏ္ဍတော့ကျွန်တော်တို့အကောင်းဆုံးဖြစ်နိုင်ရည်ချင်းရှိအောင်လို့တော့ကုညီလို့ကျွန်တော်တို့ပေးထားပါတယ်အဲ့တော့ညနေခင်းမှာကျွန်တော်တို့တကွက်ကောင်းကိုကျွန်တော်အကောင်မတွေအားလုံးပဲဒါအကောင်းဆုံးကစားရမှာဖြစ်ပါတယ်တကွက်ကောင်းကိုညနေခင်းမှာဘယ်လောက်ဘူးထိုးမလဲဆိုရင်9000ဘူးထိုးတရား တကွာကောင်းကိုလေနော်တကွာကောင်းကိုကျွန်တော်ညက်နေခင်းမှာ9000မို့ထုအဲ့တော့တကွာကောင်းကိုပဲကျွန်တော်အဓိကရိုက်ချင်တာတကွာကောင်းကိုပဲကျွန်တော်အဓိကရိုက်ချင်တာညက်နေခင်းမှာကျန်တာတွေတိတ်ပြီးတော့ကျွန်တော်လည်းတိတ်ပြီးတော့ဟိုနေအရေးကြီးတယ်လို့တော့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့တကွာကောင်းကိုညက်နေခင်းမှာကျွန်တော်ကြိုက်တယ်နော်တကွာကောင်းကိုကျွန်တော်အကုန်မတွေအားလုံးပဲညက်နေခင်းမှာကျွန်တော်ရဲ့အကြိုက်ဆုံးကဏ္ဍတစ်ခုလို့ကျွန်တော်တို့တကွာကောင်းကိုပဲအဓိကထားပြီးတော့ထုံးမယ်အဲ့တော့ main ကဏ္ဍကိုတော့ကျွန်တော်တို့ဒါ2000ဘိုးလောက်တော့ကစားပေါ့ မိန်ကနန်းကိုတော့ကျွန်တော်တို့2000ဘိုးလောက်တော့ကစားကြည့်ပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့မိန်ကနန်းကိုကျွန်တော်တို့2000ဘိုးလောက်တော့သူဒူမိန်ကနန်းအနေနဲ့ကျွန်တော်တို့ဒီညနေခင်းမှာ1000ဘိုးလောက်တော့ကျွန်တော်တို့ကစားကြည့်ပါဒူမိန်ကနန်းကိုညနေခင်းမှာကျွန်တော်တို့1000ဘိုးလောက်တော့ကျွန်တော်တို့ကစားကြည့်ပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအာပြီးတော့ကျွန်တော်တို့ကစားကြည့်ပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ညနေခင်းမှာကျွန်တော်တို့ထပ်မှန်ပြီးတော့ပေါအောင်ထပ်မှန်ပြီးတော့ကျွန်တော်တို့ရအောင်ကူညီပေးမယ်လုံးမိုင်းအနေနဲ့သုံးချက်နဲ့ဆိုရင်လည်းပဲလုံးမိုင်းအနေနဲ့ကျွန်တော်တို့ကနန်းတစ်လုံးကျွန်တော်ပေးခဲ့မယ် လုံးမိုင်းနေနဲ့ကျွန်တော်တို့ကဏန်းတစ်လုံးကျွန်တော်ပေးခဲ့မှာဖြစ်ပါတယ်။အဲ့တော့အကုန်လုံးပဲကျွန်တော်တို့တွတ်တွတ်လတ်လတ်ဝင်လာခဲ့။အားပေးတဲ့သူတွေအားလုံးကိုညနေခင်းမှာပေါ့အောင်ကူညီပေးမယ်။ဟုတ်ပြီနော်။အားပေးတဲ့ကျွန်တော်တို့ပြည်သက်တွေမိဆွေညီကိုမောင်နှမတွေအားလုံးကိုကျွန်တော်တို့ညနေခင်းမှာပေါ့အောင်ရအောင်ကျွန်တော်အနေနဲ့ကူညီပေးမှာဖြစ်ပါတယ်။260တန်းမှာ2ယောက်ရှိတယ်။အကုန်လုံးပဲကျွန်တော်တို့လက်မကိုနှိပ်ခဲ့ပေးပါ။နော်လက်မကိုကျွန်တော်တို့1ယောက်တစ်ချက်အကုန်လုံးကျွန်တော်တို့နှိပ်ခဲ့ပြီးပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ။နော်လမမနှိပ်ရသေးတဲ့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးကကျွန်တော်တို့လမကို အကုန်လုံးပဲကျွန်တော်တို့နှိပ်ခဲ့ပြီးပါဒါဆိုရင်ကျွန်တော်တို့မူဆိုင်ကိုတက်ချက်သွားမယ်ကြိုက်မှာသုံးတော့ကြိုက်မှာနှစ်တက်မှာသုံးဟုတ်ပြီနော်ညက်နေခင်းမှာကျွန်တော်တို့မူဆိုင်ကိုအဲ့တော့ကျွန်တော်အကုန်မလေးအားလုံးပဲဒါကောင်းတာလေးတွေတော့ရှာထားတယ်ညက်နေမှာနော်ကောင်းတာလေးတွေတော့ဒါကျွန်တော်တို့ရှာပွေထားတာဖြစ်ပါတယ်အဲ့တော့ကြိုက်တဲ့အကုန်မလေးအားလုံးကကျွန်တော်တို့သုံးကြည့်ပါဟုတ်ပြီနော်အဲ့တော့ကြိုက်တဲ့သူတွေအားလုံးပဲကျွန်တော်တို့သုံးကြည့်ပါဒါဆိုရင်ကျွန်တော်ရဲ့အကုန်မလေးအားလုံးပဲကျွန်တော်တို့တက်ချက်ဆပြီးတော့သွားမယ်ဒီကကျွန်တော်တို့ เนาะ85ကကျွန်တော်ခွန်ထိတ်ပါတဲ့85ကကျွန်တော်ခွန်ထိတ်လို့ရမယ်သူရဲ့အောက်ပင်ကကျွန်တော်ညနေခင်းမှာ60နာမရှိကကျွန်တော်6ထိတ်လို့ရအဲ့တော့မနက်ခင်းခွန်ထိတ်ခဲ့တဲ့ညနေခင်းကျွန်တော်တို့6ထိတ်ခဲ့အားလုံးပဲကျွန်တော်တစ်ချက်ကြည့်မယ်85ကခွန်ထိတ်ခဲ့တဲ့ကျွန်တော်68က6ထိတ်ခဲ့ညနေမှာတော့ဘာသုံးမလဲဆိုရင်ကျွန်တော်တို့ဝမ်းချင်းကိုပဲသုံးမယ်ဝမ်းချင်းအချင်းကိုပဲကျွန်တော်တို့သုံးမယ်ဟိုနေ့ကျွန်တော်တို့တကွက်ကောင်းကျွန်တော်တို့လက်တွက်ဆိုင်တွေကတော့ကျွန်တော်တိတ်ပြီးတော့ သဘောမကျဘူး။ဘာလို့လဲဆိုတော့လက်ထွက် site တွေကတော်တော်ကြီးကိုကြာခဲ့တယ်တိကျ။เนาะအားလုံးလဲဒါအတိเนาะနေမှာပါကျွန်တော်ရမိတ်ဆွေတွေအားလုံးပဲ။အဲ့တော့ခွန်ချောက်ကနန်းနှလုံးပေါင်းခြင်းရလက်သည်တဲ့ကျွန်တော်တို့သုံးလို့ရတယ်။ကနန်းနှလုံးပေါင်းခြင်းရလက်သည်ကျွန်တော်တို့သုံးလို့ရပါတယ်။အဲ့တော့သုံးရဲ့ပါဝါသည်တဲ့ကျွန်တော်တို့ရှစ်လို့ရ။သုံးပါဝါသည်ကျွန်တော်တို့ရှစ်လို့ရတယ်ကျွန်တော်ရမိတ်ဆွေတွေအားလုံးပဲ။အဲ့တော့အဲ့ဒီသုံးရှစ်သည်တဲ့ကျွန်တော်တို့သူ့ရဲ့အောက်ဘက်မှာကျွန်တော်တို့အချင်းနေနဲ့လှုပ်လှုပ်ပေးရမယ်တဲ့။ သူ့ရဲ့အောက်တပင်ကြောမှာကျွန်တော်1ချိန်နေနဲ့ကျွန်တော်ထိပေးရမယ်1ချိန်နေနဲ့ကြပေးရမယ်ဒါဆိုရင်3ရှစ်ကျွန်တော်1ချိန်ပေါ့အဲ့တော့3ရှစ်1ချိန်နဲ့သူ့ရဲ့အောက်ပင်မှာကျွန်တော်ကြပေးရမယ်ဆိုရင်တဲ့ကျွန်တော်ရဲ့အကူမတွေအားလုံးပဲတပင်ကြောမှာကျွန်တော်ကြပေးရမယ်ဆိုရင်ဟုတ်ပြီနော်တပင်ကြောမှာကြပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော3ရှစ်အချိန်နဲ့ကျွန်တော်5ထိပ်စီ3အပိတ်နဲ့53ဆိုပြီးတော့ဒီနေရာမှာကျွန်တော3တလုံးအပိတ်ရိုက်တယ်3တလုံးကျွန်တော်အပိတ်ရိုက်ပေးတယ်ဟုတ်ပြီနော်ခွန်ချောင်းနှလုံးသုံး ၃ရှစ်အချင်းကိုကျွန်တော်တို့ဒပင်းကြောင်းမှာ၃အပိတ်လို့ရိုက်တယ်။ဒါဆိုရင်ဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်မယ်။၃ညခွန်ကကျွန်တော်တို့၃ညထိပ်ပါတဲ့။နော်၃ညခွန်ကကျွန်တော်တို့၃ညထိပ်လို့ရမယ်။ညနေခင်းက၃ည၅ကကျွန်တော်တို့၃ညထိပ်လို့ပဲဆက်လက်ပြီးတော့ရမယ်။ဒါဆိုရင်၃ညထိပ်၃ညအထိပ်ကနန်းနှလုံးပေါင်းခြင်းရလက်ဒီကျွန်တော်တို့၃ညပေါ့။၃ညပါဝါ၅လို့ရမယ်။၃ညပါဝါကျွန်တော်တို့၅အဲ့ဒီ၃ည၅ဒီတဲ့ကျွန်တော်တို့အချင်းနေနဲ့လုံးလုံးပြရမယ်။ ဲ့တော့3ရက်5ဒီအချိန်နေနဲ့ကျွန်တော်တို့လောလောပေးရမယ်ဆိုရင်တဲ့သူ့ရဲ့အောက်တပင်ကြောင်မှာတဲ့ကျွန်တော်တို့ကြပေးရမယ်တဲ့အဲ့တော့ကျွန်တော်တို့ကိုးထိတ်ကေ3ညအပိတ်ကေကိုး3ညဆိုပြီးတော့ဒီနေရာမှာ3ညအပိတ်လို့ကြတယ်3ည5က3ညတစ်လုံးလို့ကျွန်တော်တို့ဝင်တယ်3ည5ကကျွန်တော်တို့3ညတစ်လုံးလို့ကျွန်တော်တို့ဝင်တယ်မင်္ဂလာပါတဲ့ဟုတ်ကဲ့မင်္ဂလာပါအားလုံးပဲအဲ့တော့အားလုံးပဲကျွန်တော်တို့ဆက်လက်ပြီးတော့ကြည့်မယ်330မှ9ရောက် 84ဆိုတော့ကျွန်တော်တို့ခွန်ထိတ်ခဲ့တဲ့84ကကျွန်တော်တို့ခွန်ထိတ်ခဲ့ကျွန်တော်တို့တွေ့ရအောက်တပင်တွေ့ရအောက်ပင်ကကျွန်တော်တို့5စံတမ်းမှ3ကကျွန်တော်တို့5ထိတ်ခဲ့ဒါဆိုရင်ဒီကခွန်ထိတ်ခဲ့တဲ့တွေ့ရအောက်ပင်ကကျွန်တော်တို့ခွန်ထိတ်ခဲ့ခွန်ရ9ရဲ့ကနန်းနှလုံးပေါင်းခြင်းရလတ်ဒီကျွန်တော်တို့ကနှစ်လို့ရတယ်အဲ့ဒီနှစ်ဒီကျွန်တော်တို့နှစ်ခဲ့ပါွားကျွန်တော်တို့ခွန်လို့ရတယ်အဲ့ဒီနှစ်ခွန်ဒီကျွန်တော်တို့အချင်းပါတဲ့အဲ့တော့နှစ်ခွန်အချင်းနဲ့တွေ့ရအောက်ပင်မှာကျွန်တော်တို့အောက်တပင်အကြောင်းမှာကျွန်တော်တို့ထွက်ပေးရမယ်တဲ့ ဒါဆိုရင်သူ့ရဲ့အောက်ထပင်အကြောင်းမှာကျွန်တော်တို့ထွက်ပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့နှစ်ထိပ်စီကျွန်တော်တို့တစ်အပိန်းနဲ့နှစ်တစ်ဆိုပြီးတော့ကဏန်းကောင်းတကွကျွန်တော်တို့ထွက်ပေးပါတယ်နှစ်တစ်ဆိုပြီးတော့ကျွန်တော်တို့နှစ်တလုံးပိုင်းနဲ့ကဏန်းကောင်းကျွန်တော်တို့တကွထွက်ပေးတယ်ဟုတ်ပြီနော်အဲ့တော့ဆက်လာပြီးတော့ကျွန်တော်တို့ကြည့်မယ်သုံးတုံညာကကျွန်တော်တို့သုံးထိပ်ပါသုံးတုံညာက ကျွန်တော်တို့သုံးထိပ်ပါ အောက်ပင်ကကျွန်တော်တို့ကိုးတုံညာကကျွန်တော်တို့ကိုးထိပ်ပါဒါဆိုရင်3ရဲ့9ရဲ့ကဏန်းနှလုံးပေါင်းခြင်းပဲနော်ကဏန်းနှလုံးပေါင်းခြင်းပဲကျွန်တော်တို့နှစ်လို့ရမယ် ကနိုင်နှလုံးပေါင်းခြင်းရလက်သည်ကျွန်တော်တို့ကနှစ်ပါနှစ်ငယ်ပါပါသည်ကျွန်တော်တို့ကခုံပါအဲ့ဒီနှစ်ခုံသည်တဲ့ကျွန်တော်တို့အချင်းနေနဲ့လောလောပေးရမယ်တဲ့နှစ်ခုံအချင်းနေနဲ့လောလောပေးရမယ်ဆိုရင်တဲ့သူ့ရဲ့အောက်တပင်ကြောင့်မှကျွန်တော်တို့ကိုးထိတ်စီနှစ်အပိတ်နေတဲ့90နှစ်ဆိုပြီးတော့ဒီနေရာမှာကျွန်တော်တို့ကနန်းကောင်တကွကျွန်တော်တို့ထွက်ထားတာကိုတွေ့ရတယ်ဟုတ်ပြီနော်ကျွန်တော်ရမယ်ဆွေတွေအားလုံးပဲဒါဆိုရင်ယနေ့ညနေခင်းမှာပေါ့ကျွန်တော်အကူမတွေအားလုံးပဲ၄၃ညက၄ထိတ်ပါတဲ့ ၄၃ညက၄ထိပ်ပါ၂တက်ကကျွန်တော်တို့၂ထိပ်ပါအဲ့တော့၄ရဲ့၂ကကျွန်တော်တို့ကဏ္ဍနှလုံးပေါင်းခြင်းရလက်သည်တဲ့ကျွန်တော်တို့၆လို့ရပါတယ်အဲ့ဒီ၆ကိုလည်းပဲကျွန်တော်တို့အပေါ်ပင်ကအတိုင်းပဲ၆ပါဝါသည်ကျွန်တော်တို့တက်လို့ရပါ၆ရဲ့ပါဝါသည်ကျွန်တော်တို့တက်လို့ရပါအဲ့ဒီ၆တက်သည်တဲ့ဒီညနေခင်းမှာကျွန်တော်တို့ဘာအနေနဲ့ကျွန်တော်တို့ဝင်ပေးရမလဲဘာအနေနဲ့ကျွန်တော်တို့ကြပေးရမလဲအားလုံးပဲဒီညနေအချင်းကိုကျွန်တော်တို့တက်ရောက်တစ်ချက်အကုန်လုံးမှတ်ပေးပါဒီညနေရဲ့ကျွန်တော်တို့ ခုနေပေါ့ဝမ်းချင်းကိုတယောက်တစ်ချက်ကျွန်တော်တို့အကုန်လုံးမှတ်ပြီပါနောက်ထပ်အချင်းကျွန်တော်တို့ထပ်မှန်ပြီးတော့ကြာပေးမယ်အဲ့တော့ဒါနေဘဲလားဆိုရင်ကျွန်တော်တို့မဟုတ်သေးဘူးအခြားလုံလောက်ဆရာလေးတွေကျွန်တော်တို့ရှိသေးတယ်အဲ့တော့ဆွဲမှတ်ဆရာလေးတွေပေါ့ကျွန်တော်အကုန်မလေးအားလုံးပဲဒီညနေမှာတော့အကောင်းတော့ကောင်းတာလေးတွေတော့ကျွန်တော်အနေနဲ့ဒါအကောင်းဆုံးတော့ကြည်ထားတာပေါ့ကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့သုံးလို့ရတယ်တော့အားလုံးပဲကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့သုံးလို့ရတယ်ဒါတွေပေါ့ တော့ကျွန်တော်အကူမတွေအားလုံးပဲအဲ့တော့လမ်းကြောင်းတွေကတော့ကောင်းတော့ကောင်းတယ်ကျွန်တော်အကူမတွေအားလုံးပဲ6ကိုကြိုက်တယ်ဟုတ်တယ်အစိုးเนาะကောင်းတယ်အဲ့လမ်းကြောင်းလေးကကျွန်တော်တို့ဘယ်ကနေသွားမလဲဆိုရင်6ရှစ်က6ထိပ်ပဲကျွန်တော်တို့တုံညာခုံက3ညာထိပ်84ကကျွန်တော်တို့ခွန်ထိပ်ဒီလိုကျွန်တော်တို့သွားမယ်ဟုတ်ပြီเนาะအဲ့တော့ကျွန်တော်တို့ဒီလိုသွားမယ်အဲ့တော့ခွန်3ညကဏ္ဍနှလုံးပေါင်းခြင်းခွန်ခွန်ကိုကျွန်တော်တို့6ရှစ်က6ထိပ်နဲ့ကဏ္ဍ3လုံးပေါင်းမယ် ဒါဆိုရင်396 396 6ဆိုတော့ကဏ္ဍ3လုံးပေါင်းမယ်တဲ့အဲ့တော့396 6ဆိုတော့ကဏ္ဍ3လုံးပေါင်းခြင်းရလက်သည်တဲ့ကျွန်တော်တို့3လို့ရပါတယ်ကဏ္ဍ3လုံးပေါင်းခြင်းရလက်သည်ကျွန်တော်တို့3လို့ရတယ်3ရဲ့နက်ခတ်သည်ကျွန်တော်တို့5လို့ရပါတယ်ဟုတ်ပြီเนาะကျွန်တော်အကုန်မတွေအားလုံးပဲအဲ့တော့ကဏ္ဍ3လုံးပေါင်းခြင်းရလက်သည်ကျွန်တော်တို့က3ပါ3ရဲ့နက်ခတ်သည်ကျွန်တော်တို့5လို့ရတယ်အဲ့ဒီ3 5သည်တဲ့ကျွန်တော်တို့သူ့ရဲ့အောက်ဘက်မှာအချင်းညီနဲ့ကျွန်တော်တို့ထွက်ပေးရမယ်တဲ့ အချင်းနေနဲ့ကျွန်တော်တို့ကြာပေးရမယ်။ဒါဆိုရင်သူ့ရဲ့အောက်ဘက်မှာကျွန်တော်တို့3 9 1ချင်းနေတဲ့ဒီနေရာမှာကျွန်တော်တို့9ထိတ်လို့ကြာတယ်။ဒီနေရာမှာကျွန်တော်တို့3အပိတ်လို့ကြာတယ်။9လဲကြာတယ်ကျွန်တော်တို့3လဲကြာတယ်။9-3ဆိုပြီးတော့ကျွန်တော်တို့အပီးကြာပေးတယ်။နော်9-3ဆိုပြီးတော့ကျွန်တော်တို့အပီးကြာပေးတာကိုတွေ့ရပါတယ်။ဒါဆိုရင်ဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်မယ်။အဲ့တော့3 3ညကကျွန်တော်တို့3ထိတ်ပါကျွန်တော်အကုန်မတွေအားလုံးပဲ84က9ထိတ်ပါ။3ည5ကကျွန်တော်တို့3ညထိတ်ပါကျွန်တော်မိတ်ဆွေတွေအားလုံးပဲ ဒါဆိုရင်ကျွန်တော်တို့ခွန်ရဲတဲ့၃ရဲတဲ့ကဏ္ဍနှလုံးပေါင်းမယ်ခွန်၃နှလုံးပေါင်းခြင်းသည်၃ညပါဒီ၃ညကိုအပေါ်ပင်ကကျွန်တော်တို့၃ည၅က၃ညထိမ့်တဲ့ဆက်လက်ပြီးတော့ပေါင်းကြည့်တော့ကျွန်တော်တို့ကဏ္ဍ၃လုံးပေါင်းခြင်းရလက်က၃ညလို့ရတယ်၃ညနှက်ခတ်ခွန်လို့ရတယ်အဲ့ဒီ၃ညခွန်သည်တဲ့သူ့ရဲ့အောက်ပင်မှာတဲ့ကျွန်တော်တို့အချိန်အနေနဲ့ကြာပေးရမယ်အချိန်ဆိုတော့ကျွန်တော်တို့ဒါ1ချိန်အမာအနေနဲ့ကြာပေးရမှာပေါ့1ချိန်အမာအနေနဲ့ကြာပေးရမယ်ဆိုရင်ဒီနေရာမှာကျွန်တော်တို့၉ထိပ်စီ ကျွန်တော်တို့တုံညာအပိတ်နဲ့ကိုးတုံညာဆိုပြီးတော့ဒီနေရာမှာကျွန်တော်တို့ကနန်းကောင်ထွက်ပေးတာကိုတွေ့ရပါတယ်ဟုတ်ပြီနော်ဒါဆိုရင်ဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်မယ်အားလုံးပဲအဲ့တော့၄တုံညာကကျွန်တော်တို့၄ထိပ်၃တုံညာကကျွန်တော်တို့၃ထိပ်၄ရဲ့၃ရဲ့ကနန်းနှလုံးပေါင်းခြင်းရလက်သည်ကျွန်တော်တို့ကခွန်ပါခွန်ကိုအပေါ်ပင်ကကျွန်တော်တို့၅၃က၅ထိပ်နဲ့ကနန်း၃လုံးပေါင်းတော့ကျွန်တော်တို့နှစ်လို့ရမယ်ခွန်ကို၅နဲ့ပေါင်းခြင်းသည်နှစ်လို့ရမယ်နှစ်ကနတ်ခတ်သည်ကျွန်တော်တို့၄လို့ရမယ်နှစ်ကနတ်ခတ်သည်ကျွန်တော်တို့၄လို့ရမယ် ဲ့ဒီနှစ်လေးတည်တဲ့ကျွန်တော်တို့ဘာအနေနဲ့ကြပေးရမလဲဆိုရင်တဲ့အောက်အပင်မှာကျွန်တော်တို့အမဝမ်းချင်းနေနဲ့ကြပေးရမယ်တဲ့အောက်အပင်မှာကျွန်တော်တို့အမဝမ်းချင်းနေနဲ့ကျွန်တော်တို့ကြပေးရမယ်ဆိုရင်တဲ့နှစ်လေးဝမ်းချင်းကမှကျွန်တော်တို့ဒီနေရာမှာနှစ်ထည့်စီကျွန်တော်တို့တစ်အပိတ်နဲ့နှစ်တစ်ဆိုပြီးတော့ကျွန်တော်တို့ကနန်းကောင်ထွက်ပေးတာကိုတွေ့ရပါထည့်စီအပိတ်တော့မမှန်ဘူးပေါ့ထည့်စီအပိတ်တော့ကျွန်တော်တို့မမှန်ဘူးဒါမဲ့အချင်းနေနဲ့တော့ဒါမှန်တယ်ပေါ့ကျွန်တော်အပေါ်မှာနေအောင်လုပ်ပဲဒါဆိုရင်ဆက်လက်ပြီးတော့ကျွန်တော်တို့ကြည့်မယ် အဲ့တော့ကျွန်တော်အကုန်မတွေအားလုံးပဲဒီကကျွန်တော်တို့3 3ညကကျွန်တော်တို့3ထိပ်ပါဟုတ်ပြီနော်4 3ညကကျွန်တော်တို့4ထိပ်ပါအဲ့တော့4ရဲ့3ရဲ့ကဏ္ဍနှလုံးပေါင်းခြင်းရလက်ဒီကျွန်တော်တို့ကခွန်ပါဒီခွန်ကိုအပေါ်ပင်ကကျွန်တော်တို့ထွက်ထားတော့တဲ့9 3ညက9ထိပ်နေတဲ့ကဏ္ဍ3လုံးပေါင်းမယ်9 3ညက9ထိပ်နဲ့ကဏ္ဍ3လုံးပေါင်းကြည့်တော့ကျွန်တော်တို့က6လို့ရမယ်6လို့ရတဲ့အနေထားမှာကျွန်တော်တို့နတ်ခတ်တည်တဲ့ကျွန်တော်တို့9လို့ရမယ် ဒါဆိုရင်6ရဲ့နတ်ခတ်ဒီကျွန်တော်9ပါအဲ့ဒီ6 9ဒီသူ့ရဲ့အောက်ပင်ပါတဲ့အမအချိန်နေနဲ့ကြပေးရမယ်တဲ့6 9ဒီအမအချိန်နေနဲ့ကြပေးရမယ်ဆိုရင်တဲ့ဒီနေရာမှာကျွန်တော်တို့9ထိပ်စီကျွန်တော်တို့နှစ်အပိတ်နဲ့90နှစ်ဆိုပြီးတော့ကဏန်းကောင်ကျွန်တော်တို့ထွက်ပေးတယ်90နှစ်ဆိုပြီးတော့ကျွန်တော်တို့ကဏန်းကောင်တကွထွက်ပေးတာကိုတွေ့ရတာပေါ့ကျွန်တော်အကုန်မတွေအားလုံးပဲအဲ့တော့ယနေ့ညနေခင်းမှလည်းဆက်ပြီးတော့ပြေးအောင်မလားပေါ့ပြီးမယ်လို့တော့ကျွန်တော်ထင်တယ်သုံးသပ်ထားတဲ့ เนาะအကြတော့ကျွန်တော်ကိုမတွေအားလုံးပဲပြီးမယ်လို့တော့ကျွန်တော်လည်းထင်တယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကျွန်တော်တို့သုံးတုံညာကသုံးထိပ်ပါကျွန်တော်တို့ကဏန်းကိုတစ်ချက်စစ်စစ်လိုက်တာပေါ့เนาะကဏန်းကိုတစ်ချက်စစ်လိုက်တဲ့အနေထားမှာကျွန်တော်တို့နော်ဒီညနေမှာကျွန်တော်တို့ကြားဖို့ကပို့ပြီးတော့အားကောင်းတယ်ပေါ့အဲ့တော့ကျွန်တော်တင်ဆက်ပေးတာပါအဲ့တော့3ရက်6ရက်နှလုံးပေါင်းခြင်းကိုကိုကိုနှစ်နဲ့ပေါင်းခြင်းဒီကျွန်တော်တို့တက်လို့ရမယ်စစ်ကဲနတ်ခတ်ဒီတဲ့ကျွန်တော်တို့ရှစ်လို့ရမယ်တက်ရှစ်ဒီတဲ့ကျွန်တော်တို့အချင်းနေနဲ့ဒီညနေမှာအလုပ်လုပ်ပေးရမယ်တဲ့ တက်လဲကောင်းတယ်ရှစ်လဲကောင်းတယ်စိုးတော့မစိုးဘူးเนาะကနန်းလေးတွေကတော့ဒီညနေမှာကောင်းတော့ကောင်းတယ်ကင်တော့ကင်တဲ့နေပြီเนาะလိုပဲဖြစ်ကင်တော့ကင်တဲ့အဲ့တော့ကျွန်တော်ပုံမှန်လေးအားလုံးကလည်းပဲကြိုက်တယ်ဆိုရင်တော့ဒါ3ပေါ့เนาะကြိုက်တယ်ဆိုရင်တော့ဒါဒီညနေမှာ3ကြည့်ပေါ့6တက်အချင်းလဲရတယ်ကျွန်တော်တို့တက်ရှစ်အချင်းလဲရတယ်အဲ့ဒီမှာမှကျွန်တော်တို့ထွက်နိုင်ခြေရှိသောကနန်းကိုကျွန်တော်ရွေးချယ်ပြီးတော့ပေးပါမှာထွက်နိုင်ခြေရှိသောကနန်းကိုကျွန်တော်ရွေးချယ်ပြီးတော့ ကျွန်တော်ပေးมาဖြစ်ပါတယ်အားလုံးပဲအဲ့တော့ညနေခင်းမှာလဲကျွန်တော်တို့ထပ်ပြီးတော့ပေါက်ခြင်းတယ်เนาะဆက်လက်ပြီးတော့ကျွန်တော်တို့เนาะထပ်ပြီးတော့ပေါက်ခြင်းတယ်ဆိုရင်အားလုံးပဲကျွန်တော်တို့ကဏန်းကိုတက်ချက်ကြည့်ပေးသွားပါကဏန်းကိုကျွန်တော်တို့တက်ချက်ကြည့်ပေးသွားပါကျွန်တော်အကူမတွေအားလုံးပဲဟုတ်ပြီเนาะအဲ့တော့ကဏန်းကိုကျွန်တော်တို့တက်ချက်စီပေးမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့တစ်တလုံးနဲ့ကျွန်တော်တို့ကဏန်းတကွက်ကိုစီပေးမှာပါအားလုံးပဲဝင်လိုက်ထွက်လိုက်မလုံးနဲ့တခြားเนาะအားပေးမှုလေးတွေကျွန်တော်တို့လိုအပ်နေတဲ့လက်မလေးတွေအကုန်လုံးကျွန်တော်တို့နှိပ်ခက်ပေးပါ ဟုတ်ပြီနော်ဖုန်းရဲ့မှန်သားကိုလမ်းမနဲ့နှစ်ချက်သုံးချက်တောက်ပေးပါလူသစ်တွေအကုန်လုံးကကျွန်တော် channel ကိုကျွန်တော်တို့ subscriber အကုန်လုံးကျွန်တော်တို့နှိပ်ခဲ့ပေးပါလူသစ်တွေအကုန်လုံးပဲကျွန်တော် channel ကိုကျွန်တော်တို့ subscriber အကုန်လုံးကျွန်တော်တို့နှိပ်ခဲ့ပေးပါလူသစ်တွေအားလုံးအားလုံးကနှိပ်ခဲ့ပေးပါအဲ့တော့ကျွန်တော်ရဲ့အကူမလေးအားလုံးပဲဒူမိန်ကနန်းအနေနဲ့ကျွန်တော်တို့ကနန်းတက်ချက်ရေးပေးမယ်ဟုတ်ပြီနော်အဲ့တော့တိထိတ်ကြီးကျွန်တော်တို့ရှစ်အပိတ်နဲ့တိရှစ်ဆိုတော့ကဏ္ဍတကွက်ကိုကျွန်တော်တို့ထည့်ပြီးတော့ကစားကြည့်ပါ တရှိဆိုတော့ကျွန်တော်တို့ကနန်းတကွာကိုကျွန်တော်တို့ထည့်ပြီးတော့ကစားကြည့်ပါဒီညနေမှာကျွန်တော်အကြိုက်ဆုံးလုံးပိုင်တစ်လုံးကိုကျွန်တော်ရေးပေးမယ်ကျွန်တော်အကြိုက်ဆုံးကျွန်တော်တို့လုံးပိုင်တစ်လုံးနဲ့ကျွန်တော်ရေးပေးမှာကြိုက်တဲ့ဆိုရင်တော့မကြိုက်ရင်တော့မတုံးနဲ့ကျွန်တော်အကူမတွေအားလုံးပဲအဲ့တော့လုံးပိုင်နေနဲ့ကျွန်တော်တစ်လုံးကျွန်တော်ရေးပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဟုတ်ပြီနော်လုံးပိုင်နေနဲ့ကျွန်တော်တစ်လုံးကျွန်တော်ရေးပေးမှာဖြစ်ပါတယ်အဲ့တော့လုံးပိုင်ဒီကျွန်တော်တို့ဘာလုံးပိုင်လဲအားလုံးပဲတွတ်တွတ်လတ်လတ်ကျွန်တော်တို့ဝင်လာခင်ပေးပါ ဟုတ်ပြီနော်အဲ့တော့လုံးမိုက်နေတဲ့ကျွန်တော်ကနန်းတစ်လုံးကိုကျွန်တော်ရေးပေးမယ်အလုံးပဲဖုန်းရမှန်ကိုကျွန်တော်လမ်းမနဲ့နှစ်ချက်သုံးချက်တောက်ထားပေးပါယနေ့ညနေခင်းမှလည်းကျွန်တော်မနက်ကလို့ထပ်ပြီးတော့ပေါက်ချင်တယ်နော်မနက်ကလို့ကျွန်တော်ထပ်ပြီးတော့ရားချင်တယ်ဆိုရင်အကုန်လုံးကျွန်တော်ဝင်လာခဲ့ပြီအဲ့တော့လုံးမိုက်နေနဲ့ကျွန်တော်သုံးထားတဲ့ကနန်းကဘာကနန်းလဲနော်ဒီညနေမှာကျွန်တော်အကြိုက်ဆုံးကျွန်တော်လုံးမိုက်တစ်လုံးအကုန်နှိပ်ထားပေးပြီးမောင်းလေးတဲ့ကျေးဇူးပါမှာရေနော်အဲ့တော့ဒီညနေမှာကျွန်တော်ရဲ့အကြိုက်ဆုံးကျွန်တော်လုံးမိုက်တစ်လုံးပေါ့ လုံးပိုင်းတစ်လုံးနေနဲ့ကျွန်တော်သုံးထားတဲ့ကဏန်းဒီဒီညနေမှာကျွန်တော်တို့ဒါ6တလုံးပိုင်းကိုကျွန်တော်ဒီညနေမှာကြိုက်တယ်ဒါကျွန်တော်အကြိုက်ပါအားလုံးနဲ့တော့ကျွန်တော်တို့အကြိုက်ချင်းတူဂျင်မတူလိုက်မယ်တူကောင်းတူလိုက်မယ်ကျွန်တော်ကြိုက်တာကျွန်တော်ပေးတာเนาะကျွန်တော်ကြိုက်တာကျွန်တော်ပေးတာကျွန်တော်မိတ်ဆွေတွေအားလုံးပဲ6တလုံးကိုကျွန်တော်ကြိုက်တယ်เนาะကျွန်တော်မိတ်ဆွေတွေအားလုံးကလည်းပဲဒါကြိုက်တယ်ဆိုရင်3ကျွန်တော်တို့မကြိုက်ရင်တော့မ3နဲ့ပေါ့တစ်ရှစ်ဒီကျွန်တော်တို့ဒူမိန်မှာအဲ့တော့တင့်တဲ့ကဏန်းကိုကျွန်တော်တို့ဒူမိန်နေရာမှာထားပြီးတော့ပေးစေခြင်းတယ်เนาะတင့်တဲ့ကဏန်းကိုကျွန်တော်တို့ လူမင်းနေရာမှာကျွန်တော်ထားပြီးတော့ပေးစီခြင်းပါတယ်ဗရိတ်ကိုကျွန်တော်တို့တစ်ရှစ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲနှက်ခတ်တော့အဲ့တော့ကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့တင်ငါဆိုတော့ကဏ္ဍတစ်ခွက်ရှိပါမယ်ဒါကကြိုက်တယ်ဆိုရင်သုံးကြည့်ပေါ့နော်ကြိုက်တယ်ဆိုရင်တော့ကျွန်တော်တို့သုံးကြည့်ပေါ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲတစ်ရှစ်တစ်ခွက်ရှိမယ်ကျွန်တော်တို့တင်ငါဆိုတော့ကဏ္ဍတစ်ခွက်ရှိမယ်အဲ့တော့ကျွန်တော်တို့ချောင်းနဲ့ကဏ္ဍကရွေးချယ်ထားတာလေးကျွန်တော်အကူမတွေအားလုံးကိုကျွန်တော်ပေးမယ် ဟုတ်ပြီနော်ချောင်းနဲ့ရွေးချယ်ထားတော့ကျွန်တော်တို့ကဏ္ဍတက်ကွက်ကိုကျွန်တော်ပေးမယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ချောင်းနဲ့ကဏ္ဍဒီကျွန်တော်အကူအဝါတွေအားလုံးပဲကျွန်တော်တို့ချောင်းဆန်းနှမ်းမှကျွန်တော်တို့၅ဆိုတော့ကဏ္ဍတက်ကွက်ရှိမယ်ချောင်းဆန်းနှမ်းမှကျွန်တော်တို့၅ဆိုတော့ကဏ္ဍတက်ကွက်ရှိမယ်အဲ့တော့အားလုံးကိုကျွန်တော်တို့တစ်ခုပေးစေချင်တယ်အဲ့တော့ပြီးဆုံးနိုင်အောင်ကြည့်ပေးပါအကယ်၍မကြိုက်ဘူးဆိုရင်ကျွန်တော်တို့မလုံနဲ့ဟုတ်ပြီနော်နှစ်နာရီပါထွက်လဲလူတို့ရေးတဲ့နှစ်နာရီရတော့ကျွန်တော် live ပြနေလို့မကြည့်ရဘူးလीနော်ဆက်ရှက်ကောင်းတယ်တဲ့ဟုတ်ကဲ့ အဲ့ဒါတကွက်ကောင်းပေးမလို့ထားတာဘာဒီမှန်နေတာလဲနော်ကျွန်တော်ရေမဲချရီအားလုံးပဲကျွန်တော်တို့ဒီမှာဟိုနေပေါ့နော်ကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့ Viber အခွေကိုကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်တို့ထပ်ပြီးတော့ကျွန်တော်ပေးမယ်အဲ့တော့မနက်ကလုံးကတော့ကျွန်တော်တို့ Viber အခွေကကျွန်တော်တို့မနက်ကလုံးကထွက်သွားပြီအဲ့တော့ကျွန်တော်မဲချရီကျွန်တော်ရေညီကိုမောင်တို့မတွေအားလုံးကိုကျွန်တော်မနက်ကလုံးကထျောပေးပါတယ်မနက်ကကျွန်တော်တို့နေတိုက်ကနန်းရှိတယ်နေတိုက်ကနန်း တို့မဟုတ်ကျွန်တော်တို့ Viber အခွေဒီကျွန်တော်အကူမတွေအားလုံးပဲမနက်ကကျွန်တော်တို့ကျင်းတည်ပေါက်ရမယ်နော်နေတိုင်းနဲ့ကျွန်တော်တို့ပေါက်ရင်ပေါက်ကျွန်တော်တို့နေတိုင်းမပေါက်ဘူးဆိုရင် Viber အခွေဒီကျွန်တော်တို့ကျင်းတည်ပေါက်မယ်လို့ကျွန်တော်ထျောပြီးသားအဲ့တော့မနက်ခင်းကကျွန်တော်ထျောပြီးသား Viber အခွေကဒီမနက်မှာကြားဖို့တော်တော်လေးကိုအားကောင်းတယ်လို့ကျွန်တော်မနက်ခင်းတော့ကတခါတည်းထျောပြီးတာကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကျွန်တော်တို့ကြံကြိန်ကကျွန်တော်တို့ယနေ့ညနေခင်းရဲ့ကျွန်တော်တို့မနက်ဖန်ကတနေကုန်ရဲ့ကျွန်တော်တို့ရှိပါတယ် အဲ့တော့ကြည့်ရမယ်ဆိုရင်ကျွန်တော်တို့မနာဖန်တန်နေကုန်ရှိမယ်ယနေ့ကျွန်တော်တို့ညှက်နေခင်ရှိမယ်အဲ့ဒီ၃ချိန်မှာတစ်ချိန်ပေါက်အောင်လို့ကျွန်တော်ဘက်ကနော်ဆွမ်းဆောင်မှုတစ်ခုနဲ့အကောင်းဆုံးစ조사ပေးမယ်ကျေးဇူးပါတဲ့ဟုတ်ကဲ့အဲ့တော့ကျွန်တော်တို့အခွေကဏန်းကကျွန်တော်အကူမတွေအားလုံးပဲ Viber အခွေမရသေးတဲ့သူတွေအားလုံးကဒီမှာလာယူပေးကြံ၃ချိန်စာကျွန်တော်ထပ်ပြီးတော့ပေးမှာနော်အဲ့တော့ဒီပွဲမှာကျွန်တော်တို့ဘာနဲ့ချင်းအခွေတွေအောင်နေလဲဆိုတာကျွန်တော်အကူမတွေအားလုံးပဲနော်သိတဲ့သူတွေတယောက်တစ်ချက်မှတ်ပေးပါနော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲ အဲ့တော့အခွေကဏန်းတွေကတော့ဒါကျွန်တော်တို့ဇက်တိုက်ကိုအောင်းနေတာပါကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကြံ၃ချိန်မှလည်းကျွန်တော်အကူမတွေအားလုံးပဲအခွေကဏန်းကိုကျွန်တော်ပေးမယ်အဲ့တော့ Viber အခွေကဒီညနေမှကြားဖို့ကျွန်တော်တို့တော်တော်လေးကိုအားကောင်းတယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲဒီညနေမှကျွန်တော်ကြိုက်တယ်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကျွန်တော်အကူမတွေအားလုံးကိုကျွန်တော်ထပ်မံပြီးတော့ကျွန်တော်ထောက်မယ်နော်6933ကျွန်တော်တို့6923ညဆိုတော့ကျွန်တော်တို့ဖုန်းနံပါတ်ဒီညနေမှကျွန်တော်တို့နေတိုက်ကဏန်း၅ကွက်ရှိတယ် ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးပဲနေတိုက်ကနန်းကျွန်တော်တို့၅ကွက်ရှိတယ်အခွေကနန်းရှိတယ်ဒီညနေမှာကျွန်တော်မိတ်ဆွေတွေအားလုံးပဲနေတိုက်ကကျွန်တော်တို့ပေါ့ရင်ပေါ့မပေါ့ရင်ကျွန်တော်တို့ဘိုင်ဘာအခွေကကျွန်တော်တို့ပေါ့မယ်အဲ့တော့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအခွေရဲ့ကျွန်တော်တို့နေတိုက်ရဲ့ဒီညနေမှာကျွန်တော်အကူမတွေအားလုံးပဲကျင်းတွေပေါ့ရမယ်နော်အကယ်၍ကျွန်တော်တို့နေတိုက်ကနန်းမပေါ့ဘူးဆိုရင်အခွေကနန်းဒီညနေမှာကျွန်တော်တို့ကျင်းတွေပေါ့ရမယ်ကျွန်တော်မိတ်ဆွေတွေအားလုံးပဲ Viber ကိုအဓိကလာပြီးတော့ယူပေးပါမဆိတ်ကဆိုရင်ကျွန်တော်တို့မဆိတ်ထောင်းပါစို့လို့ Viber ကိုကျွန်တော်တို့အဓိကလာပြီးတော့ယူပေးပါကျွန်တော်ရဲ့အကူမတွေအားလုံးပဲအဲ့တော့မိတ်ဆွေညီကောင်မောင်နှမတွေအားလုံးက Viber မသုံးတတ်ဘူး Viber ကျွန်တော်တို့မဖွင့်တတ်ဘူးဆိုရင် message ကနေကျွန်တော်ကိုဟိုင်းပြီးတော့လာယူပေးအဲ့တော့အားလုံးကိုကျွန်တော်ပြောပြပြီနော်ကြံ၃ချိန်ရှိတယ်၃ချိန်မှာတစ်ချက်တည်းကျွန်တော်အပရိသတ်တွေကျွန်တော်အကူမတွေအားလုံးအတွက်နေ့နေအောင်တစ်ချက်နော်ကျွန်တော်တို့ပေါက်ရမယ်အဲ့ဒီပေါင်းမဲ့တချက်တည်ကျွန်တော်အကူမတွေအားလုံးအတွက်လုံးဝတန်နေစေရမယ်။ဒါဆိုရင်ကျွန်တော်တို့เนาะနေတိုက်ကနန်းထိုးလို့ရှုံးနေတယ် လေးတိုက်ကနန်းထိုးလို့ကျွန်တော်တို့မပေါဘူးဆိုရင် အခွေကနန်းကိုကျွန်တော်အကူမတွေအားလုံးပဲလာပြီးတော့ယူပေးအဲ့တော့တေချာတဲ့အလုပ်ကိုပဲကျွန်တော်တို့လုပ်မယ်တေချာတဲ့အရာကိုပဲကျွန်တော်တို့နှက်တတ်မှုရှိတယ်ဟုတ်ပြီနော်ကျင်းနေတဲ့အလုပ်ကိုပဲလုပ်ချင်တယ်ဆိုရင်ကျွန်တော်တို့ဖုန်းနံပါတ်693395 233ညမှာလာပြီးတော့ယူပေးအဲ့တော့အခွေကနန်းကိုကျွန်တော်ဘက်ကထုတ်ပေးထားတဲ့အတွက်ကျွန်တော်အခွေကျွန်တော်ကနန်းကိုကျွန်တော်အာမခံတယ်နော်ကျွန်တော်ရဲ့အခွေကျွန်တော်ရဲ့ ော့ဂျိုင်းနဲ့တတ်မှုရှိလို့ကျွန်တော်တို့ကစားမယ်ဆိုရင်ကျွန်တော်အကူမတွေအားလုံးပဲကျွန်တော်အခွေကနန်းကိုလာရောက်ပြီးတော့ယူပြီးအဲ့တော့ဒါလေးကိုကျွန်တော်တို့ဓာတ်ပုံတစ်ချမ်းရိုက်ပြီးတော့ဟုတ်ပြီနော်ဒါလေးကိုကျွန်တော်တို့ဓာတ်ပုံတစ်ချမ်းရိုက်ယူသွားဒါက viper အခွေနော် viper အခွေကိုကျွန်တော်တို့ရာဂိုင်းတော့အာမခံချက်ကျွန်တော်ပေးတယ်ကျွန်တော်ရမိတ်ဆွေတွေအားလုံးပဲအဲ့တော့မိတ်ဆွေညီကိုမောင်တို့တွေအားလုံးပဲအခွေကနန်းနဲ့ညနေမှာလည်းထပ်ပြီးတော့ပေါက်ချင်တယ်နော်အခွေကနန်းနဲ့ကျွန်တော်တို့ထပ်ပြီးတော့ရချင်တယ်ဆိုရင်အားလုံးပဲကျွန်တော်တို့အခွေကနန်းကိုလာရောက်ပြီးတော့ယူပေးပါ အဲ့တော့မိန်ကန်းအနေနဲ့ကျွန်တော်အကုန်မတွေအားလုံးပဲကျွန်တော်တို့6ထိပ်စီကျွန်တော်တို့တက်အပိနဲ့61ဆိုတော့ကဏ္ဍတကွတော့ပါဝါဆိုတော့ကျွန်တော်တို့ကဏ္ဍတကွအဲ့တော့တကွကောင်းကကျွန်တော်တို့68ဆိုတော့ကဏ္ဍတကွကိုညနေခင်းမှာအရန်အရန်ကိုကြိုက်ပါတယ်9000မိုးလောက်တော့ကျွန်တော်ကစားစီခြင်းနဲ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့မိတ်ဆွေညီကိုမောင်နှမတွေအားလုံးကတက်နိုင်ရင်တက်နိုင်တော့ကျွန်တော်တို့အလိုလျောက်ပေါ့ကျွန်တော်မိတ်ဆွေတွေအားလုံးပဲအဲ့တော့ကိုတက်နိုင်နဲ့ကျွန်တော်တို့ပမာဏငွေကြေးလေးကိုကစားကြည့်ပါဦး เนาะ68ဆိုတော့ကဏ္ဍကြိုက်တယ်ဒီညနေမှာကျွန်တော်တို့အခွေကဏ္ဍမရသေးတဲ့သူတွေအားလုံးကကျွန်တော်တို့အခွေကဏ္ဍလာယူပေးအဲ့တော့မနက်ကလည်းကျွန်တော်တို့အခွေကဏ္ဍနဲ့ပေါက်တယ်ကျွန်တော်အကူမတွေအားလုံးပဲညနေမှာလည်းကျွန်တော်တို့အခွေကဏ္ဍကလည်းထပ်ပြီးတော့ထွက်ဖို့တော်တော်လေးကိုအားကောင်းတယ်ကျွန်တော်ပြောပြပြီးမနက်ကတော့ကလည်းကျွန်တော်အားလုံးကိုအတန်တန်ကျွန်တော်တတိပေးတယ်အခွေကဏ္ဍဒီဒီမနက်မှာကျွန်တော်တို့ကြားဖို့တော်တော်လေးကိုအားကောင်းတယ် ီနေ့တန်နေကုန်မှာဂျိမ့်တည်ကြမယ်ဒီမနက်မှာပို့ပြီးတော့ကြားနိုင်မယ်လို့ကျွန်တော်မနက်ကအားလုံးကိုပြောပေးတယ်အခုကျွန်တော်တို့အခွေကလည်း6933 9233ည Viber ဖုန်းနံပါတ်အခွေကလည်းကျွန်တော်တို့ဒီညနေရဲ့မနက်ဖြန်တန်နေကုန်ရဲ့၃ချိန်မှာကျွန်တော်တို့နှစ်ချိန်ကိုအားသာတယ်ဒီညနေရဲ့မနက်ဖြန်မနက်ကဲအဲ့ဒီနှစ်ချိန်လေးကမှကျွန်တော်တို့ဒီညနေကိုပို့ပြီးတော့ကျွန်တော်ကြိုက်ပါတယ်အခွေကဒီညနေကိုကျွန်တော်တို့ပို့ပြီးတော့ကြိုက်ပါတယ်အခွေကနအဲ့တော့မိတ်ဆွေညီကောင်မတော်မတွေအားလုံးပဲ အခွေကဏန်းနဲ့ကျွန်တော်တို့ပေါ့ချင်တယ်အခွေကဏန်းလိုချင်တဲ့သူတွေအားလုံးကကျွန်တော်တို့ဒီဖုန်းနံပါတ် Viber ကနေအားလုံးပဲလာရောက်ပြီးတော့ယူပေး Viber မသုံးတတ်ဘူးဆိုရင်ကျွန်တော်တို့ရိုးရိုးမက်ဆစ်ကနေဟိုင်းပြီးတော့လာယူပေးအဲ့တော့ကျွန်တော်အကုန်လုံးကိုပို့ဆောင်ပေးသွားမှာဖြစ်ပါတယ်နော်အားလုံးပဲကျွန်တော်ကိုနော်ဒါကြောင့်မိတ်ဆွေတွေအားလုံးပဲလက်မလေးတွေနှိပ်ပါ channel ကိုကျွန်တော်တို့ subscriber နှိပ်ပါဒီညနေခင်းကတော့ကျွန်တော်တို့ဒီလောက်ပါပဲခင်ဗျာနော်အားလုံးပဲ